င်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဦးတန်းစိုး6နဲ့ရေးသားသောလူဝင်စားတို့၏တမလွန်ဘဝခရီးဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် လူသေးကောင်အလောင်းမြေမြုပ်တကြွေရတွင်ပစိုးအင်းကြီးလုံကြီးများထဲ့ပေးသည်လည်းရှိအချို့ကလည်းမြေကြီးထဲမြုပ်တာပဲအလကားဆွေးမြေကုန်မှမဟုတ်အဝတ်ထဲတွေမထည့်သူတို့လည်းရှိကြပါသည်ထိုအဝတ်ထဲများထဲ့မထည့်အကြောင်းနဲ့ပတ်သက်၍ထဲ့တင်ကြောင်းကိုလူဝန်စားတို့၏လက်တွေ့ခန်းစားခဲ့ရပုံကိုရေးသားတင်ပြပါမည်သူမမီဒေါ်စိုးခင်အသက်45နှစ်ခန့်ရှိပြီးလင်သားမရှိတော့ပါတာသမီ၃ယောက်နဲ့တောင်ရလုံးလုတ်ကိုင်းစားတော့ရသူဖြစ်ပါသည် နေရဇာတိမှာကြောက်ပြောင်းမြို့နယ်မှာရော်တရော်မှာကြီးပင်းခဲ့ပါသည် မိဘမျိုးရိုးတိုင်းထန့်တက်ထညက်ချက်လုပ်ငန်းလုပ်ကံခဲ့ရပါသည်တောဆိုးခင်မှာတရော်တဲ့နေထန်းသမားဥတင်မောင်ဆိုသူနဲ့အိမ်အောင်ကြခဲ့၍တာသမီ၃ယောက်ရတွင်လင်သားဆုံးမသွားခဲ့ပါသည်လင်သားဆုံးမသောအခါတာသမီကလေးများနဲ့လေကူလီရာကူလီလှုပ်ရှားခဲ့ပါသည် အလုတ်ကပင်ပန်းစင်ရဲ့စားဝတ်နေရေးကကြက်တဲလာပါသည်ထို့ကြောင့်ရေကြီးရမျက်နှာရရှာခဲ့ရာတောင်တွင်းကြီးမြို့နယ်ကုတ်ကိုကုန်းတစ်တော့ဆက်ခင်းတွင်အလုတ်ရခဲ့ပါသည်ထို့တစ်တော့ဆက်ခင်းမရောက်မီကပင်အကြီးဆုံးသမီးကရွာမမောင်တင်ဝင်းနဲ့အိမ်ဆောင်ကြခဲ့၍မိသားစုဝင်၄ယောက်ဖြစ်ပါသည် ပထမတစ်တော့ဆက်ခင်းတွင်နေစားအလုတ်ရခဲ့၍စားဝတ်နေ၍အနည်းငယ်အဆင်ပြေလာသည်တစ်တော့ဆက်ခင်းတွင်ကျိုးမင်များပြူထောင်ခြင်းကျိုးကင်းတစ်ဆိုင်ပြူခြင်းများပြုလုပ်ရ၏ ထိုကျိုးဆိုင်ွက်မြေလို့မြေရိုင်းများတွင်နှမ်းပြောင်းဝါများစိုက်ပျိုးဝင်ရသဖြင့်မိသားစုစုပေါင်းကပေါက်တူးပေါက်ပြားများဖြင့်တူးဆွေးစိုက်ပျိုးလုပ်ကိုင်းစားတောက်ကြရပါသည်စိုက်ပျိုးရန်မြေွက်ကြဲကြဲပြန့်ပြန့်ရပြန်တော့လဲထိုရရန်ကျွဲနွားကမရှိခဲ့ပါထို့ကြောင့်ကျွဲနွားမွေးမြူရန်ဆန္ဒရှိနေပါသည်ထိုချိန်ကစားရသူ၏အမိအဖများကလည်းထိုစိုက်ခင်းတွင်နှမ်းများဝယ်နေခြင်းဖြစ်က ဒေါ်စုခင်နဲ့တွေ့ဆုံခင်မယားမှာနွားအဖက်မွေးရန်စကားဆက်မိကြရာနွားများမွေးမြူဖြစ်ခဲ့ကြပါသည် ထိုအခါမှစ၍လဲစာရေးသူနဲ့ဒေါ်စုခင်ခင်မယားရင်းနှီးဝင်ရခဲ့ပါသည်ဒေါ်စုခင်တမတ်ကိုတင်ဝင်းကလည်းလက်မှုပညာအတော်သားပါ ကိုတင်ဝင်းကမျက်စိအမြင်ကျသူဖြစ်၍ကျွန်းဆိုင်ခင်းတဲ့ရှိကျုံးမင်အိုအချောက်ငုတ်ကြီးများကိုလွှတ်ငမန်းဖြင့်တိုက်ဖြုတ်ယူကာပေပြင်းကြီးများရပ်ယူ၍ရွေးပေါ်ထိုးအချောကန်ကလက်ရက်ထိုးကျွန်းတစ်တာများပြုလုပ်တတ်ပါသည်ကျွန်းတစ်တာများမှာထူထဲချုံးမှုလှပ်ပါ၍ဈေးကောင်းကောင်းရပါသည် ထိုချိန်ကကျွန်းတစ်တာတစ်လုံးကိုတထောင်ခန့်ရပ်၍ဝင်းဝေးကောင်းနေပါသည်တနေ့တွင်ဒေါ်စိုးခင်ကစာရေးသူတို့အတွက်ယာရွက်မြေပဲတော်များလာပို့ပါသည်အစိုးပြုတ်စားရန်နှင့် ထိုအခါဆာရည်သူတို့မှဒေါ်စိုးခင်မြေပဲဘိုးကဘလောက်ပေးရမှာတော့ဟုမေးတော့အခါဒေါ်စိုးခင်မှအမလီပေးစရာမလိုပါဘူးယာရက်ကလေးဆရာလေးကိုစားဖို့လာဖို့တာပါဟုပြောပါသည်ဆိုင်သူမမဟုတ်ဘူးလေခမရတို့မပင်ပင်မမအလုံးလို့ရတာယူပါဗျာဟုပြောရဒေါ်စိုးခင်မမယူပါဘူးခိုးတော့ကဆင်းရဲပင်ပန်းခဲ့ပေမဲ့အခုဆရာလေးတို့ကျေးဇူးကြောင့်တော်တော်အသက်ရှူချောင်းနေပါပြီခိုးတော့ကတော့ဆင်းရဲလိုက်သမား ခါမှာအဝတ်ပဲမကတ်နိုင်ခဲ့ပါဘူးဒီဘဝမှာလည်းမဟုတ်ဘူးဟိုးရင်ဘဝကလေးကဆင်းရဲခဲ့တာပါဟုပြောပါသည်စာရေးသူကလည်းဒေါ်စုခင်ဤဟိုးဘဝကဆိုသောစကားကိုကြားလိုက်ရသဖြင့်စာရေးသူမှဒေါ်စုခင်ကဟိုးဘဝဆိုတော့ဘဝကြောင့်ပြောတယ်လို့လားဒေါ်စုခင်က ပြောတတ်ပါရဲ့ဟုပြောသဖြင့်စာရေးသူမှပြောတတ်ရင်ပြောပြပါဟုတောင်းဆိုရာဒေါ်စိုးခင်ကအင်းရှက်ရှက်နဲ့ပြောရမှာပေါ့ဟု အောက်ပါတိုင်းပြောပြပါတော့သည်ရှင်တို့ဘဝအကြောင်းမပြောသေးမီမှာစာရေးသူဤဇနီးကဒေါ်စိုးခင်အားနက်နက်စောစောထမင်းချမ်းနဲ့ပြဲ့ပြုတ်ကြွေးသဖြင့်စာနေပါသည်ဒေါ်စိုးခင်မှာထမင်းစားလိုက်ရင်နှွေးတောက်လိုက်စကားပြောလိုက်ဖြစ်နေသဖြင့်စာရေးသူမှခမရထမင်းစားပါဦးပြီးမှအေးအေးဆေးဆေးပြောပြပါဟုပြောတော့မှထမင်းစားပါတော့သည် နွေဦးကာလမြူထသောအခါစောင်းမြဲအိုးလွယ်ကထန်းပွင့်ထန်းခိုင်ရှုံးမြဲမြိုင်ဆိုသောထန်းသမားတွာချင်းကဲ့သို့သောမဟုတ်ပါလေကျောက်ပောင်းတွေကထမ်းမင်များစောင်းရင်းနတော်လာပြည့်ကျော်ပြာသူလာဆန်းဆိုပါလျင်ထနှုတ်များထွက်ပြူလာ၍ထမ်းမင်ပြုပြင်ကထမ်းလိကြပါတော့သည်ထိုပင်များကထိုင်အရင်ရရှိပါသည်ရရှိလာသောထိုင်များကိုထညက်ချက်လို့ရပါသည်ထဘောဦးထက်လျက်ကစေဘဝင်သဖြင့်ဈေးကောင်းလာသည် ထဘူးထက်ညံများထွက်ရန်ဂယုဆိုင်လှုပ်ဆောင်ကြရပါသည်ဒေါ်စုခင်မဖြစ်မီရခင်ဘဝကထိုရွာလေးမှာပင်မိန်းကလေးဖြစ်ခဲ့၍အမိမက်လာဝင်းဖြစ်ခဲ့ပါသည်အဖေမေကထန်းတက်သမားမျိုးရုံးမူမက်လာဝင်းကလည်းထက်ညံချက်ရင်ကြည်ပင်ခဲ့ရသည်ငငယ်ကအเจ้าမနေရ၍စာမတက်ခဲ့ပါ မလဝင်းအသက်၁၈နှစ်သမီးတွင်မြူအိုးကောက်ရထညက်ချက်ရန်ထဲရှာရနှင့်အလွန်ပင်ပန်းစွာအလုပ်လုပ်ရပါသည်ထိုနယ်ကထပ်မများရှိ၍ထပ်ရီအရှံပဲထွက်တော်လဲထင်းကရှားပါလာပါသည်ထင်းဖြင့်စည်းစိတ်ခွဲချမ်းများထန်းစိတ်မှုန့်များ ထက်လက်ထက်ရွက်ချုပ်များကိုရှာဖွေစုဆောင်ရပါသည်အပြူလေးမလောက်ဝဲမှာအရွယ်နဲ့မလိုက်အောင်အလုပ်လုပ်ရသဖြင့်တနေ့တွင်ဖျားပါလေရောမိဘများကလည်းဆေးရကြက်တဲလာသဖြင့်မလောက်ဝဲကိုဆေးမကုသနိုင်ခဲ့ကြပါအာအဟာရကလည်းမရသဖြင့်မကြမီမလောက်ဝဲအနှိမ့်စာရောက်ခဲ့ရပါသည် မလာဝင်ဆုံးတော့အမိဖကမရှိစင်ရဲဆိုတော့ရက်ရွာကဝိုင်းဝန်းတကြိုလို့တော့ပေးပါရဲ့မလာဝင်ရဲ့အလောင်းပေါ်မှာဘာအဝတ်ထဲမှာမလွန်ပဲမလာဝင်ရဲ့ကိုကိုဖြာဆုံးတဲ့ပတ်ကမြေမြုပ်လိုက်ရတာပေါ့အဲ့ဒါနဲ့မလာဝင်လေးတဆေးဘွားရောက်တော့ကိုလုံးကြီးဗလာချင်းဖြစ်နေရတာပေါ့ and တစေဘွားကလည်းအခြားတစေများမြင်တော့သိရတာပေါ့ဒါနဲ့ရရညောင်ရွက်ချောက်အင်းဘက်ချောက်တို့ကိုကိုမာကပ်ပြီးနေခဲ့ရတာပေါ့လူတွေကတော့ကျမကိုမင်းရဘူးထင်တယ်တခါတလေကျမမရှောင်ဖြစ်တဲ့အခါလူတွေကဘေးချင်းတိုက်ကြတိုးသွားကြတက်နှင်းသွားကြနေပါ ကျွန်မခိုးကက်နေတဲ့ရွာပင်ကညောင်ဝင်းကြီးမှလည်းတစေတွေကိုအပြစ်ကျက်လို့ပါနေရထိုင်ရတွားရလာတော့ပော့ပါပါရဲ့ထမင်းနဲ့ရေကတော့ဘယ်တော့မှဝလင်အောင်မစားတော့ရဘူးဒါပေမဲ့လူတွေနွားတွေကိုခြောက်လိုက်ရလို့ပြေးလွှားတာကိုကြည့်ပြီးပျော်နေကြပါတယ်လူတွေစွန့်ပစ်တဲ့ထမင်းလုံးဟင်းအိုးစေးရေတွေကိုရှာရှာစားရပါတယ်အချိန်တန်ရင်တော့ကိုယ့်နေရာကိုပြန်ရောက်ကြရပါတယ်အချိန်တန်လို့မှမရောက်လည်းရင်ကျိန်လုံးကန်တစေကြီးကလက်ရိုက်ပါတယ် ကျမကိုဘမအဝိမရှိလို့တည့်ရချောက်ကပ်ပြီးသွားရင်လူတွေကတည့်ရချောက်လေလွင်ပြီးလေနောက်ပါနေတယ်လို့ထင်ကြပါရဲ့မိုးရွာရင်ထက်လက်ဖက်ပြအောင်တည့်ရချောက်အဝင်ပြီးမိုးခိုရတာပဲကျမရဲ့ခနာကိုကဘလောက်ကြီးသလဲဘလောက်လေးသလဲဆိုတာမသိရပါဘူးမိုးခိုရင် မိုးတော့လုံနေတာပါပဲပြီးတော့မြေတွင်တစ်ခေါင်ကြီးကြီးသေးသေးဝင်နိုင်ထွက်နိုင်တယ်ဒါကြောင့်လဲဒီဘဝမှာပျော်တာပေါ့နေမညမှလည်းမသိပါဘူးရက်လာနှစ်ဆိုတာလည်းမသိရပါဘူးဒါပေမဲ့ကျမကိုယ်မှာအဝတ်မကတ်ရလို့တော့စိတ်ညစ်တာပေါ့အဲ့ဒါကျမအလောင်းကောင်ကိုဒီလိုတော့ငါအဝတ်ထဲမလွှမ်းလိုက်လို့ပါပဲအဲ့ဒါကြောင့်ယခုဘဝရောက်တော့တည်ဆုံးသွားတဲ့လူတွေကိုနှုတ်နံတကြိုလိုက်ရင်အဝတ်ထဲစုပ်စုပ်ကောင်းကောင်းလွှမ်းပေးကြလိုက်ထည့်ပေးလိုက်ကြပါလို့ကျမအမြဲတိုက်တွန်းနေပါတယ်။ ကျမကိုဘောမှာအဝိမပါတာကစင်းရဲခဲ့လို့ပါစင်းရဲတာကလည်းမရှိလို့မလူမလူလို့မရှိ ဖြစ်ခဲ့တာပါဟိုဘက်ဘွားကမလဝင်းဘွားတုန်းကလည်းဘာမှမလူနိုင်ခဲ့ပါဘူးဒါကြောင့်ဒီဘက်ဘွားမှာတက်နိုင်သမျှလှူနေပါတယ်စွန်းတော်အမြဲလောင်းနိုင်ပါတယ်ပြီးတော့ပြီးခဲ့တဲ့ဝါဆိုတုန်းကပကံမျောအကြောင်းဖုန်းတော်ကြီးကိုဝါဆိုသင်္ကန်းလှူပြစ်ပါသေးတယ်စာရေးသူမှတာရုတာရုပါဗျာခမရကျွတ်လွတ်လာပုံဆက်ဆမ်းမအောင်ဟုပြောတော့ခါဒီလိုဆရာလေးကြီး ကျမမလဝင်းဘွားတော်ကရီစာကိုတာဝဆိုတာရှိတယ်။သူထတော်အလာကိုခြုံမုတ်ထဲကစောင်းစောင်းကြည့်ပါတယ်။သူ့ကိုချစ်တာ ਊ ။ကျမကတစီဘွားမှာဘလောက်ကြာကြာနေရတယ်မသိပါဘူး။အခုဒေါ်စိုးခင်ဘွားရောက်တော့ကိုတာဝမှာမြေးရမြစ်တွေရနေပါပြီ။အဲတစီဘွားကကြွချင်လာတော့အဲ့ဒီရွာပြင်ခြုံမုတ်ထဲမှာခိုးအောင်နေရင်เจ้าကဥပဇင်းလေးကတင်ကန်းရုံတပိတ်လေးပွေပြီးစွန့်ငံမှုရွာလေးကိုကြွလာတာပေါ့။အဲ့ဒါကျမကជីညိုတရာစိတ်နဲ့ရှစ်ခိုးဥချကြတော့မိတယ်။ အဲ့ရှစ်ခိုးကတော့ဥချလဲပြီးရောကျိန်တို့ကင်တစီကြီးကပြုံးစုံရောက်လာပြီးနေလူဘုရားပြန်ပြီးတော့လို့ပြောလိုက်တာနဲ့ကျမလည်းရွာထဲပြေးခဲ့တာအခုဘုရားအမေဖြစ်မဲ့ဒေါ်ပြားကြီးဝန်းထဲဝင်လိုက်ရာကနေပြီးအခုဘုရားမဆိုးခင်ဖြစ်လာတာပါပဲ။ကဲ ကျမတစီဘွားကဘလောက်များရှက်စရာကောင်းလိုက်ပါသလဲတော်ဟုအဆုံးသက်သွားပါသည်ဒေါ်စိုးခင်ဘွားကိုဇက်ပေါင်းကြည့်ရအောင်ပါပထမဆုံးကတော့တိဆုံးသူများတကြိုမြုပ်နှံရာတွင်အဝတ်ထည်များဖုံးလွှမ်းထည့်တဲ့ကြောင်းဒုတိယကတော့တစီဘွားနေခဲ့ရပုံတတိယကတော့တက်စွမ်းသမျှအလှူဒါနပြုတင်ပုံနဲ့စတုထကတော့ဘယ်ဘွားရောက်ရောက်ဘာသာတာသနာကိုလေးစားယုံကြည်တဲ့ကြောင်းဒေါ်စိုးခင်မှာတွေ့ကြုံခဲ့ရသမျှကိုသင်ခန်းစာပေးသဖြင့်တတိတံဝေကယူကြပါစို့လို့သာ အားလုံးကျန်းမာချမ်းသာကြပါစေဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်